လေမောင်နဲ့ပွဲမှာသူ့ကိုဘာကြောင့်လူစားလဲခဲ့တာလဲဆိုပြီးတော့မာရက်စကာကိုကွိုင်းသွားရှာခဲ့တဲ့ချက်စင်ဒိုင်းသမားလုံးဝမင်္ဂလာများဘလူးလိုင်းကင်းကနေပြန်လဲကြိုးစားလိုက်ပါရင်ချဲစီတိုင်းစစ်မှုချက်စင်ကတော့အသင်းအတွက်အဆုံးစွန်ထိပ်ပိတ်ဆက်ကစားခြင်းတို့တယောက်ဖြစ်ပါရင်အသင်းကိုသူတက်နိုင်တဲ့လောက်ပံ့ပိုးပေးပြီးအသင်းအတွက်တထောက်တနေရာကနေစူးစမ်းကူညီပေးခြင်းတို့လည်းဖြစ်ပါရင်ဒီတော့အတင်းအတွက်ပေးဆက်ကစားခြင်းတဲ့သူတွေများများရှိကြဖို့လိုပါရင်ဂျက်စင်ကချင်းစီအတွက်ကစားပေးဖို့ဘလောက်တောင်မှစင်အားထက်သန်နေတာလဲဆိုတာကိုပြီးခဲ့တဲ့လေပေါင်းနဲ့ပွဲအစဉ်မှာတွေ့မြင်ခဲ့ရပါတယ် ဒီပေါင်းတဲ့ပွဲစဉ်မှာတော့ကဂျက်ဆင်အားချင်းစင်အသင်းရဲ့တိုက်စစ်များမှာပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်90မိနစ်အထိဂျက်ဆင်ကကစားခွင့်ရရှိခဲ့တာဖြစ်ပြီးအစောအချိန်မှာဂျက်ဆင်ကလူစားလေးခံရတာဖြစ်ပါတယ်။အသင်းအတွက်ဆင်အားထက်သန်စွာနဲ့ပေးဆက်ကစားနေတာဖြစ်လို့အခုလိုမျိုးအရှင်ကောင်းလုံးလူစားလေးခံရတဲ့အပေါ်ဂျက်ဆင်ကနည်းနည်းလေးမှမချိန်ရခဲ့ပါဘူး။ဒါကြောင့်ကွင်းထဲကနေထွက်ပြီးအရန်ကုန်တန်းကိုရောက်ရှိလာတဲ့အချိန်မှာဂျက်ဆင်ကသူ့ကိုဘာကြောင့်လူစားလေးခဲ့တာလဲဆိုပြီးတော့မာရက်စကာကိုမေးခွန်းထုတ်ပေါက်ွဲခဲ့ပါတယ်။ အရင်ပွဲတွေမှာကလေးကဂျက်ဆင်ဟာသူ့ကိုလူစားလဲရင်စိတ်ဆိုးဒေါသထွက်လေရှိတဲ့သူပါဒါကြောင့်လဲနေပြအဖွဲ့ဝင်တွေကဂျက်ဆင်ကိုဖြောင်းပြပေးခဲ့ရပြီးသူ့ရဲ့တာဝန်ကခြေလာထက်တာဟိုဘက်ကန်းကိုလွန်သွားခဲ့ပြီဖြစ်ကြောင်းဂျက်ဆင်ကိုနားချခဲ့ရတယ်လို့လည်းသိရပါတယ်ဂျက်ဆင်ရဲ့ဆင်အားထက်တဲ့မှုအသင်းပေါ်ပေးဆက်ကစားချင်မှုတွေကတော့အတော်လေးကိုအောချစရာကောင်းခဲ့ပါတယ်ချန်နယ်ကစားသမားတွေအနေနဲ့ဂျက်ဆင်ရဲ့စိတ်ဓာတ်ကိုအတူယူကြဖို့လိုမယ်ထင်ပါတယ်အတူယူတယ်ဆိုရမှလည်းဆင်အားထက်တဲ့မှုကိုသာအတူယူကြဖို့လိုပြီးလူစားလဲခံရလို့စိတ်ကောက်တာကိုတော့အတူမယူကြဖို့ပြောချင်ပါတယ်